ဟယ်လို Manchester United ပြည်သက်များအားလုံးပဲမင်္ဂလာပါเนาะဒီတစ်ပတ်ကျွန်တော်တို့ Manchester United အသင်းဘောလုံးပွဲလည်းမကြည့်ရဘူးเนาะ International break နှစ်ပတ်နားရလာဆိုတော့ဒါပြင်ကြကြီးပေါ့เนาะကျွန်တော်တို့ Manchester United အသင်းနဲ့ပတ်သက်တဲ့ဒါအကြောင်းအရာလေးတစ်ခုပဲကျွန်တော်နဲ့အတူတန်းဆွေးနွေးကြကြမယ်ဗျာဟိုပြီးခဲ့တဲ့နှစ်ကเนาะကမကမဖြစ်ခဲ့တဲ့အန်ရက်ဒီပြအရီတဟက်ကိုထုတ် Amorin ကိုခေါ် ီကြားထဲမှာ nestural rain ဝင်လာတဲ့ပိုင်းလေးတွေဒီပိုင်းလေးတွေကျွန်တော်တို့အတိတ်ကိုနည်းနည်းလေးဒါပြည့်ကြည့်ကြမယ်။နီးပြဒီလိုမျိုးပြည့်ကြည့်ချင်းအပြင်ကျွန်တော်တို့ Manchester United အသင်းမှာနီးပြတွေဒါခဏခဏပြောင်းရတဲ့အကြောင်းရင်းလေးဒါတည်တည်လေးပဲဖြစ်ဖြစ်တခုလောက်တော့ပေါ်လာမယ်လို့တော့ဒါကျွန်တော်အနေနဲ့ဒါယူဆမိတယ်။အခုကြည့်နေတဲ့ပြည်သက်တရေကောင်းထဲမှာလည်းဒါဒီအချက်လေးတွေကိုဒါတတိထားမိမယ်လို့ဒါကျွန်တော်မျှော်လင့်ပါတယ်အဲ့တော့ ီကေကျန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နည်းနည်းလေးဆွေးနွေးကြည့်ကြမယ်ဗျာအဲ့တော့ပီကနေနီကကျွန်တော်တို့နီပြအဲရီတဟဂျီဒါတေဆောင်လာတဲ့မန်ချက်စတာယူနိုက်တက်အသင်းပေါ့နော်ဒါကျွန်တော်တို့ပရီးမီးယားလိထဲမှာเนาะတူတူပဲပြောကြမယ်ပရီးမီးယားလိထဲမှာ9ပွဲကန်ပြီးတော့နောက်เนาะပွဲစဉ်9ကန်ပြီးတဲ့နောက်မှာနီပြအရီတဟန်ကြီးထုတ်ခံရတယ်အဲ့တော့ ဒီအရိတဟရဲ့ရလက်တရားအဲဒီတုန်းကအပန်ဒေါင်းနဲ့ဖြစ်ခဲ့တယ်ပေါ့ဗျာခြုံလိုက်နိုင်လိုက်နိုင်လိုက်ခြုံလိုက်အဲလိုမျိုးအပန်အပန်ဒေါင်းလို့ခေါ်တယ်အဲ့တော့အဲလိုအပန်ဒေါင်းနဲ့ဖြင်းဖြင်းနေတာကျွန်တော်တို့အရိတဟကြီးကဘယ်အနေထားမှာထုတ်ခံရတာလဲဆိုတော့ဒါပွဲစဉ်ခုနှစ်အပီးဝါဆန်းနဲ့ပွဲစဉ်ကံပြီးတဲ့အပီးမှာဝါဆန်းကိုခြုံပြီးတော့ပြပြအရိတဟကြီးအထုတ်ခံရတဲ့တည်ထင်ကတော့တက်လာတာပဲအဲ့တော့ စောကြီးဒီဒီပွဲတယ်မတိုင်ခင်တော့ကံခဲ့တဲ့ပွဲတွေရဲ့ခြေစွမ်းတွေကိုလည်းပြိတ္တတိတော်တော်များများလည်းစိတ်ပြတ်နေကြတယ်ပေါ့နော်ဒါဒီပြအရိတဟကိုဒါတော်တော်လေးကိုဒါဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်ပေါ့ဗျာအဲ့တော့ပွဲစဉ်ခုနှစ်မတိုင်ခင်ဒါပွဲစဉ်6ပြီးခဲ့တဲ့ရကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းကအဲ့ဒီတုန်းကရမက်ဆက်မက်ကရထားပြီးတာဒါဒါပွဲစဉ်6ဝယ်ပြီးခဲ့တဲ့ရကျွန်တော်တို့ရမက်ဆက်မက်ရထားပြီးတာ ဲ့ပွဲစဉ်ခဏခွန်နှစ်ကတည်းကနိုင်လိုက်မယ်ဆိုလို့ချင်း73မဲ့ရမယ်ပေါ့ဗျာအဲ့73မဲ့ရမယ်ပွဲမှာကျွန်တော်ရှုံသွားတယ်နော်ဝယ်ဆန်းအတင်းကိုဝုကွန်မှာတောက်ကန်တဲ့ပွဲရှုံသွားတယ်2-1နဲ့ရှုံလာရှုံလာတော့မိုးလင်းတော့မန်ချက်စတာနဲ့တန်ဒီပြအဲ့ဒီတိုင်းကြီးနော်ရုပ်ကြီးစာချုပ်တွေတပုံတစ်ပိုက်ကြီးနဲ့အေးစစ်စစ်ပဲထွက်သွားတယ်တတင်းကတော့ကြားရတာပဲအဲ့တော့နီးပြထွက်တယ်ဆိုတာနီးပြကိုထုတ်တယ်ဆိုတာနီးပြဘက်ကနော်နီးပြဘက်က သူ့ဘက်ကအချုံးမရှိဘူးဒါကျွန်တော်တို့မြန်မာလိုပဲတွေ့ကြမယ်နော်နီးပြတယောက်ထုတ်ခံရတယ်ဆိုလို့ရှိရင်အဲ့နီးပြဘက်ကအချုံးမရှိဘူးဘာဖြစ်လို့လဲဆိုတော့သူ့မှာစာချုပ်တက်တန်းရှိနေသေးတဲ့အောင်ဒါ force နဲ့ထုတ်ခံရတယ်ဆိုကြတဲ့ဟာဒါသူ့ရဲ့ရိုကြီးကရတော့မှာအရိုကြီးရရိုကြီးလေးအဲ့ထက်ကောက်ထည့်ပြီးအေးစစ်စစ်ပဲဒါလည်းဖက်ဆိုင်မှာတော့ထိုင်နေမှာပေါ့နော်မြန်မာလိုပဲတွေ့ကြမယ်ဟုတ်လားအဲ့တော့ဒီအသိနဲ့ပတ်သက်တဲ့ fee အားတွေ software တွေ software တွေအကုန်လုံးဒါ down ဆိုပယ်ချပလက်လို့ရ AC ပဲ အဲ့တော့ညီပြတ်တော့ကဘာမှဖြစ်မတော့ဘူးဖြစ်သွားတာကကျွန်တော်တို့ Manchester United အသင်းအတွက်ဖြစ်သွားတာအဲ့လိုမျိုးပြားကျွန်တော်အမြဲတမ်းပြောတယ်ခဏခဏပြောတယ်ညီပြတ်တွေခဏခဏထုတ်လိုက်ထဲလိုက်ထုတ်လိုက်ထဲလိုက်အဲ့လိုလုံနေရင်လားအဲ့လိုလုံနေတဲ့တန်တရားကြီးတားကိုလေနေတယ်အဲ့လေနေတဲ့တန်တရားကြီးရဲ့ရလက်ဆိုးတွေကိုလည်းကျွန်တော်ပြောပြီးသားပြီနော်အခုခံစားနေရတယ်အဲ့တော့ဒီအခုနေပြအမိုးရင်လက်ထက်မှာ ဟောကျွန်တော်တို့ Manchester United ရဲ့ဒါရလက်ကြီးကောင်းနေလားဆိုတော့မကောင်းဘူးအခုလည်းမြင်နေတိုင်းပဲလေကျွန်တော်ခုနပွဲကံပြီးမှရမယ်စမယ်ရတယ်တန်ဟက်က6ပွဲကံပြီးရမယ်စမယ်ရထားပြီးတော့ရေနော်အခု Amorin က9ပွဲကံပြီးမှရမယ်စမယ်ရတယ်အဲ့တော့ဒီနေထားကလည်းဟုတ်လားဆိုမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လီဗျ Amorin က အဲ့အဲ့တုန်းကဗျာအဲ့အဲ့အရင်တုန်းကစီဘက်ပြန်သွားကြမယ်အဲ့တုန်းကဗျာကျွန်တော်တို့ဒါဝက်ဆိုင်းနဲ့ပွဲပြီးအဲ့ဒီတိုင်းကြီးထုတ်ခံရတဲ့နောက်ပိုင်းမှာ Nistar Rain နော်အတင်းအတင်းရကစားလမဟုတ်ပြတဲ့ Nistar Rain ကဒါဒီကြတိုင်းမှာလေပွဲကင်တယ်ဒီပြချပွဲနေဆုံးကာလမှာလေပွဲကင်တယ်အဲ့ဒီလေပွဲကင်ခဲ့တဲ့အထဲမှာလေပွဲမှာရှုံးပွဲမရှိ၃ပွဲနိုင်၁ပွဲတည်ရနေရှယ်စီကိုဝမ်းဝမ်းတည်ကြပြီးတော့ဒါကြံတဲ့၃ပွဲကိုနိုင်တယ်အဲ့ဒါပြီးမှ နီးပြမော်ရင်ဟိုကြီးအော်နီးပြအမ်မိုရင်အာရဗီမှာအမ်မိုရင်ကိုဒါစပိုတင်လစ်ဘွန်ကနေရောဂျီတွေပေးပြီးတော့သူ့မှာဟိုမှာရှိနေတဲ့စာရောက်တက်တန်းရဲ့ရောဂျီတွေကိုပေးပြီးတော့မန်ချက်စတာယူနိုက်တက်ကဒါလူလူလာလာနဲ့တော့ခေါ်တာခေါ်လာတယ်ပေါ့ဗျာခေါ်လာတယ်ခေါ်လာတော့သူပထမဆုံးမန်ချက်စတာယူနိုက်တက်စာရောက်ရောက်ချင်းသူကန်ရတဲ့ဖွဲ့ကဒါပရီးမီးယားလိဂ် SW Town နဲ့ဒါအဝေးကွန်းမှာတော့ကန်ရတဲ့ဖွဲ့ကိုသူပထမဆုံးကန်ရတယ် ိုက်ပွဲကကျွန်တော်တို့ဝမ်းဝမ်းတည်ကြသွားတယ်အဲ့တော့ညတ်တယောက်ကအတင်းအသင့်ကိုစားရောက်တာနဲ့တော့ဝမ်းဝမ်းတည်ကြကြတယ်ဆိုတဲ့ပိုင်းကိုသူတို့ကကျင်တ်လိုက်ရတယ်ပေါ့ဗျာမကျင်တ်လို့လည်းမရဘူးလေဒီရလက်ကထွက်ပေါ်ပြီးသွားပြီအဲ့တော့အခုအဲ့ဒီအနေထိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ Manchester United အသင်းမှာဒါအဲ့အဲ့ကလေးကနေစပြီးတော့ဒါအမ်မိုရီလက်ထက်မှာကျွန်တော်တို့ရုံးကန်ခဲ့ရတယ်ပေါ့ဗျာအာဗန်အောင်နဲ့ဖြည့်တယ်ဒါပေမဲ့ပရိသတ်တွေရော နော် Manchester United ပြိသက်တရောဟာအတင်းပိုက်ခင်တွေနေနေတော့ဖြစ်တွေ့ခဲ့တာကလာသူကရောက်ခါစားအခုမှရောက်တဲ့ညပြမို့လို့ပေါ့နော်ဒါဆုံးကြရမယ်ပန်တော့ဒါတော့တည်င်းတော့မထွက်သေးဘူး Emory မှာလည်း PR တွေအခုလောက်တည်းမရှိသေးဘူးအဲ့တော့အဲ့ပြီးခဲ့တဲ့နေ့ကကျွန်တော်တို့ဒါအချွေဖလားမှာစပောင်း ဒါ43နဲ့ကျွန်တော်တို့ရှုံသွားတယ်နော်ဟိုနာနာရဲ့ကဏ္ဍကလည်းပါတိဟိုလူကဏ္ဍဒီလူကဏ္ဍရဲ့အထက်ပြောနေလဲဆုံတော့မယ်အဲ့တော့အဲ့မှာကျွန်တော်တို့စပားကို40နဲ့ရှုံတယ်နော်အချိုဖလားမှာရှုံပြီးတော့ပြုတ်ပြီးခဲ့တဲ့ရာကျွန်တော်တို့မရှက်တယ်နဲ့တောက်လျှောက်ရှုံတာကျွန်တော်တို့စပားကိုရှုံပြီးတော့နော်ပရီးမီးယားလိထဲမှာလာဘူးကိုလည်းရှုံတယ်ဖော်ရီကိုလည်းရှုံတယ်ဘုံမကိုလည်းရှုံတယ်အဲ့ရတယ်ကံပြီးတော့တောက်လျှောက်ရှုံတာ နော်အဲ့ဒီအချိန်မှလည်းအဲ့ဒီအချိန်မတိုင်ခင်လည်းတော့အာဆင်နယ်ကိုပရီးမီယာလိထဲမှာရှုံးနေတော့ရှုံးရှုံးနေရှုံးပြီးတော့လည်းရုန်းကန်ရတယ်ပေါ့အဲ့တော့ပေကရနဲ့ကကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တင်ကအချွေဖလားမှာစပါအဖြုတ်ခံစပါဖြုတ်တာခံလိုက်ရတယ်နော်နောက်အဖေဖလားမှာကျွန်တော်တို့ဘူလန်တင်နဲ့ဝမ်ဝမ်တေချာပြီးပနတီမှာပြုတ်သွားတယ်နောက်ဆုံးတစ်ခုဒါနောက်ဆုံးမျောလင်းချက်တွေဖြစ်တဲ့ ယူပါလိဖိုင်နယ်မှာလဲစပောက်ကိုထပ်ပြီးတော့ရှုံးတယ်အဓိကပြောချင်တာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်အသင်းမှာနီးပြားတွေအဲ့လိုမျိုးနီးပြားတွေခဏခဏဘာလို့ပြောင်းနေရလဲအဲ့တော့မြင်တွေ့ဒါကြည့်ခဲ့ကြတဲ့ပရိသတ်တွေအကုန်လုံးဘလို့မြင်ကြလဲနီးပြားခဏခဏပြောင်းနေရတဲ့ဘာနဲ့ပတ်သက်ပြီးတော့အဓိကဗျာနီးပြားပြောင်းရတဲ့အကြောင်းကြီးကဘာဖြစ်လို့လဲဟုတ်ဒါကျွန်တော်တို့တယောက်ရဲ့အမျိုးရှင်းထုတ်ရမယ်ဆိုလို့ရှိရင်တော့ နီးပြခဏခဏပြောင်းနေရတဲ့အကြောင်းရင်းကပထမဆုံးလူတွေမြင်ပထမဆုံးပရိသတ်တွေအကုန်လုံးမြင်တဲ့အရာတစ်ခုကတော့ဒါဟိုပါပေါ့ဒါအသိဉာဏ်လက်မကောင်းဘူးအဘန္နာကိုဖြစ်တယ်အားကြောင့်မလို့နီးပြပြောင်းရတယ်နီးပြကိုမကြိုက်ဘူးเนาะအဲနီးပြနိဗ္ဗာန်ဒီနိဗ္ဗာန်ကိုထုတ်ဖို့တောင်းဆိုကြတယ်။အာဒါဒါတပိုင်းเนาะဒါတပိုင်းပေါ့ ပြီးလို့ရှိရင်ဒါအသင်းမှာရရှိပလန်အနေနဲ့တော့အသင်းတွက်ဒါဒီနည်းပြကဒါဖြစ်လာမဲ့ကောင်မဟုတ်ဘူးเนาะစားကြည့်တဲ့ကောင်မဟုတ်ဘူးဆိုပြီးတော့ဒါအသင်းရဲ့ဘုတ်ခွဲတွေရတာလုံးဝသဘောမကျဘူးသူရဲ့ကစားပုံကစားခွဲနေပတ်သက်ပြီးတော့လူလုံးနေတဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့ဘုတ်ခွဲဝင်တွေကပြိတ္တတွေဘလောက်ပဲသဘောကျနေကျနေဘုတ်ခွဲဝင်တွေကသဘောမကျတော့ဘူးမကြိုက်တော့ဘူးဆိုလို့ရှိရင်တော့ဒီကောင်ဒုခဒီကောင်ဒိုးရမှာပဲဒီနည်းပြဒိုးရမှာပဲဒါကတော့ကျွန်တော်တို့နဲ့မဆိုင်ဘူးပေါ့နော်ဒါ ဟိုအပေါ်ပိုင်းဆိုင်တဲ့ကြမယ်ချက်တိုင်းတဲ့လူကြီးပိုင်းတွေနဲ့ဆိုင်သွားတဲ့ဒါခေါင်းစီပိုင်းနဲ့ဆိုင်သွားတဲ့ပိုင်းပေါ့အဲ့ဒါတစ်ပိုင်းနောက်တစ်ခုကနီးပြခဏခဏပြောင်းနေရတဲ့အကြောင်းရင်းချင်းမှာနောက်တစ်ခုကကစားသမားတွေအပိုင်းကစားသမားတွေနဲ့နော်အတင်းအတင်းကစားသမားတွေနဲ့အတင်းနီးပြနဲ့ဒါရောညီတွေမဖြစ်တာတွေပြီးလို့ရှိရင်တသိန်းလုံးကစားသမားတွေအကုန်ရှိတဲ့ အတင်းထဲမှာရှိတဲ့ကစားသမားတွေအကုန်လုံးကဒီနည်းပြကိုသဘောမကျတော့ဘူးဆိုလို့ရှိရင်သူတို့ကလုံးကျင်သူတို့လုံးကြတာနည်းပြခိုင်းတယ်လို့သူတို့မလုပ်တော့ဘူး။အဲဒါဆိုတော့သူတို့နည်းပြပြောတော့တမျိုးသူတို့လုံးတော့တမျိုးကိုင်းမှသူတို့လိုက်ချင်လိုက်တယ်မလိုက်ချင်မလိုက်ဘူးကန့်ချင်ကန့်တယ်မကန့်ချင်ကန့်ဘူး။နော်သူတို့ပြေးချင်မှပြေးတယ်မပြေးချင်လည်းမပြေးဘူး။ဒါဒီလိုမျိုးတွေလုံးကြတာနော်။အဲအကြောင်းမို့လို့နည်းပြပြုတ်တယ်။တန်ဟတ်တုံးကဆိုအကုန်လုံးမှတ်မိကြမှာပါ။ ွဲဆန်းကို2-1နဲ့ရှုံးတော့တဲ့ပွဲမှာအဲ့ဒီလိုပဲကစားသမားတွေရဲ့ဆန္ဒတွေအဲ့ဒီလိုပဲနော်အဲ့ဒီလိုမှာလိုက်ရှင်လိုက်တယ်မလိုက်ရှင်မလိုက်ဘူးသူတို့သူတို့ဘောလုံးကင်ချင်းကင်တယ်မကင်အဲ့လိုမျိုးတွေညီပြပြောတော့တော်မျိုးသူတို့လှုပ်တော့မျိုးတွေလှုပ်တော့ရှုံးအောင်အတင်းရရှုံးရှုံးတော့ညီပြကြီးမိုးလင်းထောက်ခံတိုင်ကြီးထုတ်အောင်အဒီပိုင်းပေါ့နော်ဒါလေးတွေကတော့ကျွန်တော်ဒါမြင်တွေ့ရတဲ့လောက်လေးပေါ့နော်။နီးပြတယ်ဘာလို့ပြောင်းနေရတာလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒါ ပြိတ္တတတိထာမိလားမတတိမထာမိလားတော့မသိဘူးဒါကျွန်တော်တတိထာမိလက်ဒီပြခဏခဏပြောင်းလာတဲ့အကြောင်းရင်းဟုတ်အဲကျွန်တော်မြင်တလောက်လေး sharing လေးလုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ်မန်ချက်စတာယူနိုက်တက်ပြိတ္တများကိုစိတ်နဲ့ပြချမ်းသာကြပါစေ